မြတ်စွာဘုရားကိုယ်တိုင်ကနောက်ဆုံးအချိန်မှာမှာကြားထားရတဲ့ဗုဒ္ဓရဲ့မိမ့်မာချက်ရှိတယ်မြတ်စွာဘုရားရဲ့မိမ့်မာချက်ကကုသနာယအင်းင်းဆုံးတို့ရဲ့အကြာမြတ်စွာဘုရားဟာမြောက်ဖက်ကိုဥခေါင်းထားပြီးလက်ရနတ်နောင်ဆုံးပြီးလျှောင်းလိုက်တဲ့အခါမှာပလက်အနေထားမဟုတ်ဘူးလက်ရဘက်ကိုဆောင်းနေတဲ့အနေထား ဲ့တော့မြတ်စွာဘုရားရဲ့မျက်နာတော့ဟာဘယ်ကိုမျက်နာမူနေတယ်လဲဆိုရင် အနောက်လောကရကိုမျက်နာမူတယ်နော်မြောက်ဖက်ကိုခေါင်းထားပြီးတော့လက်ရဘက်ကိုစောင်းလိုက်ရင်မျက်နာကအနောက်ဖက်ရောက်သွားတယ်ဖျားပွင့်မုံနဲ့ဖျားပြိနိဗ္ဗာန်စံမုံဟာမတူဘူးဖျားပွင့်တုန်းကတော့မြတ်စွာဘုရားအရှိဘက်ကိုမျက်နာမူတယ်နေထွက်တဲ့ဘက်ကိုမျက်နာမူပြီးတော့ ဗောဓိပင်ကနေရှေ့ဆူဆူမျက်နှာမူပြီးတော့ဖះဖះဖြစ်သူရောက်တယ်ဘယ်လိုအထိပ္ပယ်ဆောင်းတယ်လဲလို့ဆိုရင် လောကကြီးကိုအလင်းရောင် ပေးမဲ့အရှိလောကရနေမင်းကြီးထွက်ပေါ်လာခြင်းဖြင့်အမောင်တရားတွေကိုဖယ်ရှားပြီးတော့အလင်းရောင်ကိုဖြန့်ကျက်တယ်ဆိုတဲ့အထိပ္ပယ်နဲ့အရှိဘက်ကို မျက်နှာမူပြီးတော့ဖះပွင့်လာပြိဋိဘံဆန်တဲ့အခါကျတော့အဲ့လိုမဟုတ်တော့ ရှိဘက်ကိုမျက်နှာမမူဘူးမြောက်ဘက်ကိုဥခေါင်းထားလက်ရဘက်ကိုစောင်းပြီးတော့လျှောင်းလိုက်တဲ့အခါမှာ အနောက်ဘက်ကိုမျက်နှာပေါ့ဘယ်လိုသင်္ကေတကိုဖော်ဆောင်သလဲလို့ဆိုရင်အနောက်ဆိုတာနေဝင်တဲ့နေရာပဲလောကကြီးဟာရသဗျာသခင်ကိုရောမြတ်အလင်းအောင်ပေးတဲ့ပုဂ္ဂိုလ်ရဲ့ချုပ်ငြိမ်းခြင်းဟာ နေမင်းကြီးဝင်ရောက်သွားချက်သွားတယ်လို့ပဲအမှန်တရားတွေဟာချုပ်ငိမ့်သွားတော့မှဖြစ်တယ်ဆိုတဲ့သင်္ကေတကိုဖော်ဆောင်တာပဲဖြစ်တယ်ဟောအေးလောကရဲ့တဘာဝဘယ်ရာမှမမြဲဘူးအဲ့ဒီချိန်လေးမှာမြတ်စွာဘုရားကဘာမှားခဲ့သလဲဘုရားဘာသာဝင်သူတော်စင်တွေအတွက်အရေးကြီးတဲ့မှားကြချက်လို့ပြောမယ်ဆိုရင်ပြောလို့ရမြတ်စွာဘုရားကို စီမီပန်ရေချမ်းနေနဲ့နောက်ဆုံးအချိန်ဆိုပြီးတော့ပူဇော်ကြတယ်လူတွေကလည်းပူဇော်ကြတယ်ကောင်းကင်ယံကနတ်တွေကလည်းပဲကောင်းကင်ယံအပေါ်မှာတူရိယသန်နေနဲ့ပန်းမိုးတွေရွာချပြီးတော့မြတ်စွာဘုရားရဲ့တတော်ထစားရှိတဲ့နောက်ဆုံးအချိန်ကို ပန်းနေနဲ့ပူဇော်ကြတယ်ကုသိနာယောအင်းကြီးစုံကြတဲ့မှာနတ်ပန်းနေနဲ့ ဖွေးဖွေးလှုပ်ပြီးတော့မှု့ကြိုင်နေတဲ့အနေအထားမျိုးရောက်သွားတယ်။အဲ့ဒါလို့တလောကလုံးကနောက်ဆုံးချိန်ဆိုပြီးတော့ပူဆော်တာ။နောက်ဆုံးချိန်တန်ဝတိပြမကြီးကလည်းအလွန်ကြီးမားတဲ့ပန်းကုန်းကြီးကိုကုန်းနေတာ။မြတ်စွာဘုရားပြိဋိဘံဆန်တော်မှာဆိုအပြေးလွှားအဲ့ဒီပန်းကုန်းကြီးကိုယူဆောင်ပြီးမြတ်စွာဘုရားကိုပူဇော်တယ်။နောက်ဆုံးချိန်။နတ်ပြမကြီးရဲ့တဏိတာနဲ့လူပြေကတဏိတာ မတမကွာလှမ်းတယ်ပေါ့အဲ့ဒါလို့နောက်ဆုံးအချိန်မှာလူတွေနဲ့တွေအလုံးဥခိုက်ပြီးတော့မိမိတို့ယင်တဲ့နှလုံးထဲမှာမျက်နှိုးတဲ့အရာတွေနဲ့ပူဆော်ကြတဲ့အခါမှာမြတ်စွာဘုရားကရှန္ဒနာကိုဘာမှလဲလို့ဆိုအနန္ဒာငါဘုရားရဲ့နောက်ဆုံးအချိန်မှာလူတွေတတ်တွေဟာတူရိယာတို့ပန်းတို့အမွှေးနန္တာတွေနဲ့အခုလိုပူဆော်နေကြတာတဲ့ ီလိုပူဇော်တာဟာပူဇော်မှုပူဇော်ခြင်းရဲ့ကုသိုလ်ကောင်းမှုမရဘူးလို့တော့ငါမဆိုလိုဘူးပူဇော်တာတော့ဟုတ်တယ်တိုးတော့အကောင်းဆုံးပူဇော်မှုတော့မဟုတ်ဘူးလို့မြတ်စွာဘုရားအားအကောင်းဆုံးပူဇော်မှုဆိုတာဘာလဲဓမ္မာနုဓမ္မပฏิပတိငါဟောထားတဲ့လမ်းစဉ်အတိုင်းတသွေးမတိန်လိုက်နာချက်သုံးခြင်းသာလျှင် အကောင်းဆုံးပူဇော်မှုဖြစ်တယ်။တရားကျင့်ပြီးတော့ပူဇော်တာကိုမြတ်စွာဘုရားအနှစ်သက်ဆုံး။အဲကြောင့်အနှစ်သက်ဆုံးဆိုတော့ဘုရားပွင့်တော်ကအမှန်တရားသိပြီးတန်တရားဝကလွတ်ဖို့။နော်။ပန်းပူဇော်တယ်ပန်းနဲ့ရေချမ်းနဲ့ပူဇော်တာမပူဇော်ရဘူးမဟုတ်ဘူး။ကုသမရဘူးလို့လည်းပြောတာမဟုတ်ဘူး။မပူဇော်ရဘူးလို့လည်းမတားမြစ်ဘူး။သူ့တိုင်းတာတစ်ခုနဲ့ကုသရင်ထဲမှာကုသဖြစ်တယ်။မှန်တယ်။သို့သော တရားကျင့်တဲ့အခါမှာဒီတရားကိုတိမှတန်တရာဝကလွတ်မှာဖြစ်လို့ပန်းပူဆိုတဲ့ကုသိုလ်လေးနဲ့တယ်ပဲတန်တရာဝကလွတ်ဖို့ရာက အလန့်กว่าနေသေးတယ်ပေါ့တရားမကျင့်မဲနဲ့ပူဇော်ယုံနဲ့ကျင့်တတ်နေမှာဆိုလို့မြတ်စွာဘုရားကတမ္မာပฏิပတ္တိ အနုတ္တရာပူဇာတဲ့ငါးပါးသီလစောင့်တည်ပြီးတော့ငါးပါးသီလကိုဆင်ခြင်သုံးသပ်မယ်ကမ္မထာနှလုံးသွင်းမယ်မေတ္တာဘာဝနာပွားမယ် ဝိပဿနာတရားအထုတ်မယ်အဲ့ဒီအထုတ်ခြင်းဟာမြတ်စွာဘုရားကိုပူဇော်နေခြင်းပဲဖြစ်တယ်ဒီပူဇော်မှုကအကောင်းဆုံးပူဇော်မှုဖြစ်တယ်လို့မြတ်စွာဘုရားကမှာကြခဲ့တဲ့စကားပဲဒါဖះမှာကြတာဒါကြောင့်မို့လို့ဘုရားပူဇော်မင်္ဂလာသဘင်ဆင်းကျင်းပတယ်ဆိုတာနေ့စဉ်နဲ့အမျှမိမိတို့ကိုယ်တိုင်တရားတော်ကိုကျင့်ကြံကြိုးကိုအထုတ်နေခြင်းဟာလည်းမြတ်စွာဘုရားကိုပူဇော်နေခြင်းပဲဖြစ်လို့ ဖះကြိုက်တဲ့နီးနဲ့ပူဆော်တာပဲဖြစ်တယ်။ကြံတဲ့ပန်းရည်ချမ်းစီမီပန်းတို့နဲ့လှူတာကြတော့ဖះမကြိုက်ဘူးလားလို့ဆိုဖះမကြိုက်ဘူးလို့လည်းပြောတာမဟုတ်ဘူးเนาะအကောင်းဆုံးမဖြစ်သေးဘူးလို့တော့ပြောတယ်။အကောင်းဆုံးမဖြစ်ဘူးလို့ပြောတယ်။အဲ့တော့အကောင်းဆုံးပူဆော်တဲ့နီးကို မလစ်ဟင်းစေဖို့ပဲအရေးကြီးတယ်ပေါ့။စီမီနဲ့ပန်းနဲ့ရည်ချမ်းနဲ့လည်းပူဆော်ရမှာဖြစ်တယ်။အကောင်းဆုံးပူဇော်နည်းဖြစ်တဲ့ ကိုချင်းတရားကိုပြုပြင်ကိုချင်းသီလနဲ့ပြည့်စုံအောင်လုပ်ချင်းတရားဓမ္မကိုနှလုံးသွင်းခြင်းဆိုတာနဲ့လည်းပူဇော်ရမှာဖြစ်တယ်။အဲ့ဒီလိုပူဇော်မှုနည်းကိုမရောက်မှ မရောက်ရင်ဒီ